မြန်မာနိုင်ငံမှာမြင်းကလင်းဘေးသင့်ပြီးသူတွေထံအခုနှစ်ပေးရနိုင်ရေးယာယီပြည့်ခန့်ရစေဖို့ quick အဖွဲ့ဝင်နိုင်ငံတွေကတောက်ကြနှစ်မှာတောင်းဆိုခဲ့ပြီးဒေါ်လာသန်း20ကျော်ပံ့ပိုးကူညီဖို့ကတိပြုခဲ့ပါတယ်။ယာယီပြည့်ခန့်ရစေဖို့ကတိကဝတ်ကိုအိန္ဒိယ၊ဩစတြေးလျဂျပန်၊အမေရိကန်တို့နဲ့ဖွဲ့စည်းထားတဲ့ quick အဖွဲ့ဝင်နိုင်ငံတွေရဲ့ပူးရဲထုတ်ပြန်ချက်ကဖော်ပြခဲ့ပြီးမြန်မာနိုင်ငံမှာကယ်ဆယ်ရေးပစ္စည်းတွေပေးရကား အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့တွေစေလွတ်နေတယ်လို့ပြောပါရယ်တရုတ်နိုင်ငံကမြန်မာမြင်ကလင်ဘေးအတွက်ဒေါ်လာ73.86တန်တန်ရင်းရှိကယ်ဆယ်ရေးပစ္စည်းတွေကိုပေးအပ်ဖို့ခရီးပြုတ်ခဲ့ပြီးအမေရိကန်အစိုးရကကယ်ဆယ်ရေးလုပ်ဖို့လင်းလူရှုထားချိန်မှာပူရန်ကြေညာချက်ထုတ်ပြန်ခဲ့တာပါ quick အဖွဲ့ဝင်ဖြစ်တဲ့အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာအစားတောင်းတဲ့ဈေးဝရီအပါအဝင်ကယ်ဆယ်ရေးပစ္စည်းတန်600ကျော်ပေးပို့ခဲ့ပြီးရှောင်ဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်80ဦးဆေးလွတ်ခဲ့ပါတယ်။လူသက်သေးဆုံးမှုတွေနဲ့အခြေခံအဆောက်အုံထိခိုက်ပျက်စီးမှုတွေကရှင်းရင်းစွဲလူသားချင်းစာနာမှုအချက်တဲကိုအခြေအနေပိုဆိုးစေခဲ့တယ်လို့ Quick အဖွဲ့ရဲ့ဘူရဲထုတ်ပြန်ချက်ကဆိုပါတယ်။ ယာယီပြစ်ခတ်ရဲစဲမှုကိုကြိုးဆိုပြီးအဆိုပါအစီအမံတွေကိုလိုက်နာကြဖို့တောင်းဆိုကမြန်မာနိုင်ငံတဝန်လူသားချင်းစာနာမှုအကူအညီအချိန်မီပေးအပ်နိုင်မဲ့ပတ်ဝန်းကျင်တရက်ဖန်တီးဖို့ပူရဲထုတ်ပြန်ချက်ကတိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကိုကယ်ဆယ်ပစ္စည်းတွေပေးဖို့နေပြီးအရေးပေါ်ဈေးပတ်ဆိုင်ရာဖွဲ့ရီဆေးလုကငလင်တန်တင့်ပြည်သူတွေကိုထောက်ပံ့ရေးမြန်မာနိုင်ငံမှာလှုပ်ဆောင်နေတဲ့မိဖက်အဖွဲ့တွေကိုပံ့ပိုးကူညီနေပါတယ်လို့ပူရဲထုတ်ပြန်ချက်ကဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမူရီဟာဒင်းစတက်ထိပ်သီးအစည်းအဝေးဘေးဘန်အဖြစ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစစ်ကောင်စီအကြီးအကဲမြင်းအောင်လိုက်နဲ့တွေ့ဆုံကညမမြင်းကလင်ဖေးပန်ပိုးကုညီမဲလို့ပြောကြားခဲ့ရလို့နိုင်ငံသားရဲ့တွင်းဝင်ဘီကရမ်မစ်ဆရီကပြောပါတယ်အခုညီလိုအပ်ချိန်မှာအိန္ဒိယနိုင်ငံကမြန်မာနိုင်ငံနဲ့အတူရပ်တည်ပြီးလူဝိုင်းရင်အကူအညီတွေပို့မှုပေးရဖို့အစဉ်သင့်ရှိတယ်လို့ဝန်ကြီးချုပ်မူရီကမြန်အောင်လိုက်ကိုသတင်းစကားပါခဲ့ပါတယ်လို့၎င်းကဆက်ပြောပါတယ် အညာယုံကြည်လက်ခံတဲ့ရွေးကောက်ပွဲကတဆင့်မြန်မာနိုင်ငံမှာဒီမိုကရေစီလမ်းစဉ်စောလင်စွာ ပြန်လည်စတင်မှုအရေးကြီးတာကိုလည်းဝင်းနှီးချုပ်မူရီကမိမောင်းထိုးပြခဲ့တယ်လို့သူကဆိုပါတယ်မြန်မာနိုင်ငံမှာလုံဆောင်နေတဲ့ကယ်ဆယ်ရေးနဲ့ရှာဖွေလုပ်ငန်းတွေရဲ့တစိမ့်တစ်ပိုင်းအဖြစ်အိန္ဒိယမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ NDRF ကကယ်ဆယ်ရေးတွေတက်ကြွစွာဆောင်ရွက်နေတယ်လို့၎င်းကဆက်ပြောပါတယ်အဖွဲ့ဝင်80ဦးပါ NDRF အဖွဲ့က မြန်မာနိုင်ငံမှာကယ်ဆယ်လုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့အိန္ဒိယတာဝန်ရှိသူတူက ပြောပါရယ်အိန္ဒိယနိုင်ငံမှာအင်္ဂါနေ့ကမြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအခုအညီ625တန်နဲ့ကယ်ဆယ်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့သိရပါရယ် အတိုက်ခံတွေထိမ့်ချုပ်ထားရာဒေသတွေမှာငလင်ပေးသင့်ပြီးသူတွေအတွက်အရေးတကြီးလိုအပ်နေတဲ့လူသားချင်းစာနာမှုအခွင့်အရေးတွေကိုမြန်မာစစ်တပ်ကကန့်သတ်နေတယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးရုံးကအင်ပရနတ်၄ရက်မှာပြောကြားခဲ့ပါတယ်။ငနေလုံခတ်ပြီးနောက်အင်ပရလာ၂ရက်မှာအပြစ်ခတ်ရစဲကြောင်ကြီးညာပြီးနောက်စစ်ကောင်စီကအတိုက်ခံတွေပေါ်တိုက်ခိုက်မှု53ကြိမ်လုံဆောင်ခဲ့တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးကော်မရှင်နာမင်းကြီးယုံ UNOCHA ကပြောပါတယ်။ နနင်ဘေးတင်ဒေတာတွေအထူးသဖြင့်စစ်ကောင်စီထိန်းချုပ်မှုအောက်မရှိတဲ့ဒေတာတွေမှာလူသားချင်းစာနာမှုအခြေအနေဟာကြောက်မက်ဖွယ်ရာဖြစ်တယ်လို့ UN OCHA ရဲ့ပြောရေးဆိုခွင့်ရှိသူ Robina Sanda Sani ကဂျနီဗာမြို့ရမှာသတင်းတောက်ပေကိုပြောပါရယ်အခုနေရေဖို့ကန့်သက်တာဟာ2021ခုနှစ်အနာသိမ်းမှုကို မထောက်ခံဘူးလို့ယူဆရတဲ့ပြည်သူတွေချံအခုနေမရောက်ရှိအောင်ဟန်တားတဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ်လို့၎င်းကဆိုပါရယ် မြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးမှာအခုနီလိုအပ်ချက်ဟာရေးတကြီးဖြစ်ပြီးအခုနီလိုအပ်သူတွေကိုကူညီဖို့လူသားချင်းစာနာမှုအေဂျင်စီတွေကလှုပ်ဆောင်နေတယ်လို့သူကဆက်ပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာကြောက်မက်ဖွယ်ရာဖြစ်ပြီးရက်တန့်ဖို့လိုအပ်ကပြန်လည်ထူထောင်ရေးအလေးထားဖို့လိုအပ်ပါတယ်လို့ဘရာဗီနာဆန္နာစာနီကပြောပါတယ်။ရက်20အပြည့်ခန့်ရက်စဲမှ ဖြစ်ပေမဲ့လက်နက်ကင်ဖွဲ့တွေကတိုက်ခိုက်လာရင်လိုအပ်သလိုလက်တုံ့ပြန်မယ်လို့ မြန်မာစစ်ကောင်စီကဧပြီ2ရက်မှာနိုင်ငံပိုင်ရုတ်တံဌာနတွေကတဆင့်ကြေညာခဲ့ပါတယ်